စမယ်လက်စင်မီဘင်လုံလောက်စွာမပေးနိုင်တော့လေတက်ကြုတ်ကြီးမင်းအောင်လိုင်ကမြန်မာနိုင်ငံကိုဖွံ့ဖြိုးရေးအတွက် AI နည်းပညာနဲ့အသုံးချသွားမယ်တဲ့ဘယ်မှာပြောခဲ့တာလဲဆိုတော့ဒီနေ့ကမတ်လ၄ရက်နေ့ညနေပိုင်းရုရှားနိုင်ငံမှာအဘတက်ချုပ်ကြီးရဲ့အစီအစဉ်နဲ့ပညာတော်သင် ရောက်ရှိနေတဲ့စစ်ဘက်အရက်ဘက်ဝန်ထမ်းတွေကိုတွေ့ဆုံစင်မှာအဘတက်ချုပ်ကြီးကဒီလိုမိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ် ရုရှားကိုရောက်နေတဲ့စစ်ပတ်ရပ်ပတ်တန်တန်းသားအရာရှိတွေအနေနဲ့ AI နဲ့ပတ်သက်ပြီးလေ့လာမှုတွေစဉ်ဆက်မပြတ်လုပ်ဆောင်ဖို့အဖတိုက်တွန်းလိုတယ်။လက်ရှိမှာ နီးပညာခေတ်ဖြစ်ပြီး AI ခေတ်အထိရောက်ရှိနေပြီဖြစ်ကနိုင်ငံတိုင်းဟာနီးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လက်ရှိလာကြောင်းနီးပညာနဲ့ပတ်သက်ပြီးနောက်ကျကြံမနေဖို့ AI နီးပညာကိုကြိုးပမ်းအားထုတ်ဖို့လိုကြောင်းတက်ချုပ်ကြီးမေအောင်လိုင်ကမိခွန်ပြောဆိုသွားခဲ့ပါတယ်။လက်ရှိရုရှားနိုင်ငံကို ပညာတော်သင်များဇေလွမှုမှာတာမန်ထက်ထူးချွန်သူများကိုသာအဘကိုတိုင်ရွေးချယ်ပြီးဇေလွနေခြင်းဖြစ်ကပညာသင်ကြားရေးတာမကဗျာဒိတ်တော်ထဲမှာပါဝင်တဲ့ရုရှားလူမျိုးတို့ရဲ့ဘာသာစကားကိုတက်မြောက်ရေးအတွက်လည်းအလွန်အရေးပါကြောင်းတဲချုပ်ကြီးမင်းအောင်လည်းကထပ်မံပြောဆိုသွားပါတယ်။ကျွန်တော်တို့ရဲ့အတုမရှိတက်တန်းလုံးကာချုပ်ကြီးမင်းအောင်လည်းဟာအရင်ကပြောခဲ့တဲ့လက်စကဒေစီယထာဒေစီတေမောအစရှိတာတွေကိုမိသွားဟန်တူပြီး အခုတလောဘယ်သူနဲ့ပဲတွေ့တွေ့ AI နီးပညာအကြောင်းကိုပဲစိတ်ဝင်တစားပြောဆိုနေကြောင်းသိရှိကြပါတယ် AI နီးပညာနဲ့ပတ်သက်ပြီး AI ရဲ့အရှိကောက်ကဘာလဲဟုတတိယတောက်တယောက်ကမေးလိုက်စင်ပါတဲ့ချုပ်ကြီးမင်းအောင်လိုင်းကဘာမှမပြောပဲဟဲအေကောင်ဖမ်းလိုက်တော့အေကောင်ကိုဖမ်းလိုက်တော့အေကောင်ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖမ်းလိုက်တော့ တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ PSA Insight